တော့ကွာဟိုမှာတဲသည်ဆိုရင်တော့အဝါရောင်သည်ကိုပြောတာမလားအေးအဲ့လိုဆိုရင်ဒီတော့တဘာဝတရားရတာ plant chemistry ဆိုတာရှိတယ်ဒီဒီအဝါရောင်ဆွဲတက်ကတော့ကရိုတီနွိုက်ကြီးပါတယ်ဟိုမှာဗီတာကရိုတီလိုမျိုးပေါ့နော်ဟိုမှာခင်းညင်သည်ဆိုရင်တော့အနီရောင်ဘက်တောင်းတဲ့အတန်းနဲ့ဆိုရင် lycopene ပေါ့အဲ့တော့တဲသည်ဆိုရင်အဝါရောင်ဘက်တန်းနဲ့ဆိုရင်ဗီတာကရိုတီပေါ့အဲ့တော့ဒီကောင်းနေ antioxidant နေပဲအဲ့တော့တော့မို့တော့ကလေးတွေကိုပြောတာအဆုံစားအဆုံစားအဒီရွယ်အသားငါပဲ အမြတ်တောင်စာအယောင်ဆုံးကာလာဆုံးစာအဖြူလဲစာအဝါလဲစာအနီလဲစာဥမာပန်းသီးဆိုအနီတဲသီးဆိုအဝါမလိမ်မော်သီးဆိုအဝါဟုတ်တယ်မလားဥမာ ပပိုင်ယာသင်မောသီးဆိုအဝါပေါ့တော်တော့အန်တီအောက်ဆီဒန့်တွေပါပဲဒါတွေကတော့ဟို plant chemistry လို့ခေါ်ပြီးရိုက်လေ့လာကြည့်လိုက်ပေါ့နော်သူက phyto chemistry ဆိုတာရှိရင်ဒါတို့ကျွန်တော်တို့ဆေးကောင်မှာကျတော့ကျွန်တော်လူ human chemistry ပဲသင်တာပေါ့နော်ဟို bio chemistry ပဲသင်တယ် plant chemistry ကျွန်တော်တိတ်မသင်ဘူးဟိုအဲကြတော့ plant chemistry ကကျွန်တော်လေ့လာရတာပေါ့နော်ထပ်ထပ်ပြီးဖတ်ရတာပေါ့ odyssey ဒီဒီသူကအင်္ဂလိပ်နေရာတက်ခွဲတာပေါ့ဗမာနေရာတော့ကျွန်တော်တို့ပဲသိမှာတက်ခွဲရဲဆိုတော့အပူအေးကျွန်တော်နားမလည်ဘူးလေကျွန်တော်တို့ basic လောက်တော့သင်ထားတယ်ဆေးကောင်တော့သင်ထားတယ် basic ကိုမြန်မာဆေးဆေး မြန်မာမြန်မာတိုင်းရင်းစေးကို basic သင်ပေးတယ်အဲ့ခေတ်ကကျွန်တော်တို့ခေတ်ကအဲလက်မှတ်တောင်ပေးသေးတယ်ဟို basic ပေါ့နော်တိုင်းရင်းစေးပညာဆိုပြီးတော့ကျွန်တော်တို့ပေးထားတယ်ပြောမှတော့မရှိမသိတော့ဘူးပေါ့နော်အဲ့တော့ဒါတော့ဟိုကျွန်တော်ပြောတာဒါကကျွန်တော် plant chemistry ကြတော့ तू ကအဝါရောင်ဓာတ်ဆိုရင် तू antioxidant လုံးမှထားလိုက်ဥမာမျက်လုံးကောင်းတယ်နော်အုံနောက်ကောင်းတယ်လို့နော်အသားရည်လှတာပေါ့အဝါတာပေါ့ဝင်းဝါတာပေါ့နော်အဲတဲသီးစားတယ်ဆိုဒီကတော့ဟိုဘယ်လိုပြောမလဲကွာအသားရည်ရေပြားလှဖို့နော်ကန်ဆာချို့ကောက်ဝဲတယ်ဒီကတော့အဆုတ်အဆုတ်သမားတွေဆီလီတောက်တဲ့သူတွေ အဗနမင်းစီတော့အချင်းမများစာအတိမများစာ green tea တော့အစိမ်းရောက်တယ်လေလို့လေ green tea မများတော့သူတို့တရုတ်တွေကပြောတယ်ကွာဆက်လိုက်နေမွန်ထွန်ရောက်တော့ဖင်းရမီးခိုးတိုင်ထွန်ရောက်တော့ဘာမှမပြောသူကလည်းရင်တွေးချမ်းချရပြီးတော့အတိနံမများစားတယ်ပြီးတော့ဗတမင်းစီမများတော့ရတယ်သူကအဲ့လိုမျိုးဆိုတော့သူဒီကလူတွေအဲ့လိုမဟုတ်လीအ ဆဲလေးတောက်တယ်စားတဲ့အစားအစာလည်းကျွန်တော်ပြောလို့ပေါ့အာဟာရပြည့်တာမစားဘူးခမီကယ်တွေပါတယ်စိုးစေးတွေပါတယ်အယောင်တွေပါမယ်တာရှိကန်တွေပါမယ်ဥမာငပိငချောက်တူမျိုးတွေ process လုပ်ထားတဲ့ဟာတွေဥမာဝဲဥကြောင့်ဝတ်သားပြားခေါက်ဆွဲချောက်เนาะကိုလာတွေအဲ့ဒါတွေတောက်မယ်ခေါက်ဆွဲချောက်တွေစားမယ်ဆဲလေးတောက်မယ်ကုန်းစားမယ်ဆိုလစ်ပြီပေါ့ကျွန်တော်ပြောတာအဲ့လိုမျိုးပြည့်တဲ့နေ့တွေကြောင့်ပြောတာဆီလီတောက်မယ်ဗီတာမင်စီမြများစားအသီးနံမြများစားဥမာဝါရောင်သီးလိမ္မော်ရောင်သီးလိမ္မော်သီးပန်းသီးမှာစပြည့်သီးเนาะဟို တဲသီးလိုမျိုးတွေဥမာဆယ်မုံလိုမျိုးတွေအယောင်ပါတယ်ဥမာကျုပ်အနှစ်မှာပါတာမျိုးကသကရိုဒီနိုက်တွေမှာတူတူပဲမျက်စိကောင်းတယ်လို့နော်နှလုံးကောင်းတယ်ဒီကဟတ်တွေကောင်းတာပေါ့တော့ဟတ်နှလုံးတွေနှလုံးသမားတွေကအဲ့လိုပဲအန်တီအောက်ဆီဒန့်တွေအဆုံစားတော့မှာအသီးအရွက်အသားငါပဲမြတ်တောင်စားအဲ့တော့အကောင်းဆုံးကတော့ကျွန်တော်ချန်ပီယံအသီးက2မျိုးပါမယ်အရွက်က3မျိုးစားမယ်ဒါပေမဲ့အရွက်ကလည်းအခုချိန်မှာဆေးတွေပါတော့ တစ်မျိုးနှစ်မျိုးလောက်စားအတိနှစ်မျိုးအရွယ်နှစ်မျိုးဆိုရပြီလေကျန်တာအသားပိုစားမယ်လေအဲပြပြတာအဲ့လိုမျိုးဆိုရင်လေကျန်းမာရေးအတွက်ကောင်းတာပေါ့နော်ဒီဒီတဲသေးလို့ပြောဆိုတယ်ဘာပြောကန်ဆာချောကချိုးကာကွယ်ပေးတယ်ပေါ့အန်တီအောက်ဆီဒန့်အဖက်ပါပဲသားရည်လှတယ်နော်လူကနေလို့ကောင်းတယ်ပေါ့နော်ဒါကိုပြောချင်တာနော်ဒါလေးတွေကဘာပဲပြောလူငယ်လေးအသိတဲ့နေအယောင်ဆုံးကာလာဆုံး